ရှေ့ကပေါ့နော်မေတင်ထားတဲ့ဒီ interview အောင်စေတဲ့အဓိကနှစ်ချက်ဆိုရဲဟာဗီဒီယိုလေးရဲ့အောက်မှာတချို့အဲလာပြီးထောက်ကြမိလေးရှိအဲ့ဟာကပါလဲဆိုတော့ကြတော့အဲတော်တော်များများလေးထင်နေတဲ့ဟာလေးပေါ့နော်အဲ့ဒါဘာလို့ဆိုတော့ကြတော့ interview အောင်ဖို့အတွက်အရေးကြီးတဲ့ထဲမှာအဲကောင်ကိုအဲကောင်ကိုမတိုင်းကြည့်ပေါ့နော်အဲကောင်ကိုမတိုင်းကြည့်လို့ပြောတဲ့လူတွေလည်းရှိတယ်အပြုံးကအရေးကြီးတယ်လို့ပြောတဲ့လူတွေလည်းရှိတယ်ဒါပေမဲ့လို့ အဲ့ဒါကိုအချိန်ပိုင်းကိုပြောရတဲ့လူတွေရှိရပါတော့။အဲ့ဒါကိုကအပြုံးကနံပါတ်1အရေးအကြီးဆုံးလို့ပြောတဲ့သူမျိုးတွေလည်းအရှိတယ်ပေါ့နော်။ဆိုတော့ဘယ်လိုပြောရမလဲ။အပြုံးထိုင်ပြုံးနေလို့အင်တာဗျူးအောင်မယ်ဆိုလို့ရှိရင်ကျတော့အင်တာဗျူးကြမယ်သူဆိုတာမရှိတော့ဘူးပေါ့နော်။ဒါလေးကိုတော့အရင်ဆုံးတစ်ချက်အနေနဲ့နားလည်ထားသိခြင်း ਨੇ ။အဲ့တော့အပြုံးကအရေးမကြီးဘူးလားဆိုရင်အရေးကြီးတယ်ဒါပေမဲ့လို့ဖြစ်လဲဆိုရင်အရေးချင်း plus အပြုံးဖြစ်တင်ပါတယ်ဆိုတော့ဒါလေးဒါလေးပေါ့နော်အခုလို့လဲဆိုတော့ကြာတော့တုံးကလည်း ကျတော်ရဲ့တထေးကအဲတို့အဲခါကိုဒီပါသူအလောက်ကြီး new site တဲ့လူမျိုးမဟုတ်ဘူးအဲကျတော်စာဘလောက်ရလဲဆိုတဲ့ဟာမျိုးကျတော် level ဘလောက်ရောက်ပြီလဲဆိုတဲ့ဟာမျိုးစကားကောင်းကောင်းပြောနိုင်ရလားဆိုတဲ့ဟာမျိုးတွေကိုပို့ပြီးတော့ကြည်တာများပါတယ်အဲ့တော့ အဲဒီလူစာရလားမရလားအဲကျွန်မကပြောနိုင်လားမပြောနိုင်ဘူးလားလုံးနိုင်မလို့ဟုတ်လားမဟုတ်ဘူးလားဆိုတော့အရေးချင်းမိုင်းကိုပို့ကြည့်တယ်လို့မျိုးဖြစ်ပါတယ်အဲ့တော့ကျတော့ဂျပန်နေထဲမှာကလည်းတချို့ကလည်းဂျပန်နေကပြောတယ်ပေါ့နော်အဲကောက်ကိုဒိုင်းကြီးအဲကောက်ကိုအစ်ချီပန်လို့ပြောရလူတွေလည်းရှိတယ်ဒါပေမဲ့ဂျပန်နေထဲမှာလည်းလူလူချင်းမတူတူမျိုးပဲသူတို့ရှာတဲ့အချက်တွေကလည်းမတူပါဘူးတချို့ကအပြုံးဆိုင်ပဲလို့တချို့ကျတော့လည်းအပြုံးကဘယ်လိုပြောရမလဲအလုတ်ခွင်မှာအလုတ်ခွင်မှာဆိုလို့ရှိရင်အပြုံးထက်ပို့ပြီးအရေးချင်းကပို့ရေးကြည့်ရဆိုတဲ့လူမျိုးတွေလည်းနောက်ပိုင်းမှာအရေးများလာပါတယ်ဒါကဒီကြရဲ့တစ်သေးပို့တိုင်းပေါ့နော်ဒီလိုမျိုးဖြစ်ခဲ့တာဖြစ်ပါတယ်တချို့ကကြ ော့လေစာမလုတ်ချင်ဘူးပေါ့နော်စာမရအောင်စာမရအောင်ဆိုတာထက်စာမလုတ်ချင်ကြဘူးဒီဟာကိုအပင်မခံပြီးမကြည့်ကြတဲ့အခါကြားတဲ့အခါအမျိုးတွေမှာဆိုလို့ရှိရင်အဲကဟိုဟိုဟာဖြစ်တယ်ဆိုလို့ရှိရင်တော့မှာပဲအဲကဟိုကိုကပေးနိုင်တယ်ဆိုရင်တော့မှာပဲအင်တာဗျူးအောင်တယ်လို့ထင်နေကြတဲ့လူတွေလည်းရှိရဲ့ပေါ့နော်အအရေးချင်းမှတိတ်ကင်းမဆိုင်တဲ့လူတွေလည်းရှိရဲ့ဒါကတကယ်အဲကကိုကြိုက်တဲ့လူနဲ့တွေ့သွားရင်တော့အင်တာဗျူးအောင်နိုင်တာပေါ့နော်အဲ့လိုမျိုးအဲကကိုကြိုက်တဲ့လူနဲ့မတွေ့ဘူးဆိုလို့ရှိရင်လည်းအင်တာဗျူးတွေကြာနေအောင်မှာပါပဲ ဲ့တော့ကြတော့အဲ့ကဟိုကအီချီဘန်လားဆိုရင်တော့ဒီတားအနေနဲ့ကအီချီဘန် အနေနဲ့တော့မဟုတ်ပါဘူးအဲ့တော့အရေးချင်းရှိပြီးကကြမှာဒီအရေးချင်းနဲ့ကိုကအရန်ကြီးပြုံးပြီးဖြင်းလုံးနေဆိုတော့ကြာလေလေအရန်ဖားတယ်ဆိုတဲ့ပုံစံမျိုးကြီးနောက်တစ်ခုကကြတော့ဘာကွန်ဖီဒန့်မရှိဘူးကိုကိုယုံကြည်မှုမရှိဘူးဆိုတဲ့ဟာမျိုးကြီးဖြစ်တတ်ပါတယ် ဆိုတော့အရင်ပြုံးပြီးတော့အဲ့အဲခေါင်နဲ့ပဲဥပမာအဲခေါင်နဲ့အောင်းလိုက်ပေါ့ဟိုဘက်မှာဘာဖြစ်လဲဆိုတော့ကြတော့တစ်ခေါက်ကြားရဲ့တငယ်ချင်းနဲ့မတစ်ခေါက်ရှိဘူးပဲပေါ့နော်သူကပြုံးပြုံးနေပေါ့နော်အဲ့ပြုံးနေအချိန်မှာကဘာလဲဆိုတော့တစ်ဖက်ကသူ့ရဲ့ဒီအကြီးကအကြီးကဆိုတော့မန်နေဂျာလိုမျိုးအကြီးပေါ့နော်ဒီလိုမျိုးအကြီးကအဲစုံနေတဲ့အချိန်မှာသွားပြုံးမိတဲ့အခါကျလို့ရှိရင်ဖာကာစားတဲ့တာဆိုတဲ့ဟာမျိုးအယူလုံခံရတယ်လို့တွေးတဲ့ဂျပန်ကြီးလည်းရှိတာဖြစ်တဲ့အတွက်ကြောင့်မို့အပြုံးကအစ်ချိမန်အနေနဲ့တော့မဟုတ်ပေမဲ့လို့ကျတော့ရေးပါတဲ့အခန်းကဏ္ဍတွေမှာတော့ပါတယ်လို့ကြာပြောချင်ပါတယ် ဆိုတော့ပြုံးတဲ့နေရာနဲ့မပြုံးတဲ့နေရာဆိုတာလည်းရှိသေးရပေါ့နော်။ဓာတ်လျှောက်ကြည့်ထိုင်ပြုံးနေရာထက်စားလို့ရှိရင်ကျတို့မိကုံးမီးတဲ့အချိန်မျိုးတွေမှာတို့စကားပြောတဲ့အချိန်မျိုးတွေမှာတည်တည်ချာနာထောင်ပြီးတော့စကားရဲ့အတိတ်ပဲကိုနားလည်လို့မဟုတ်လို့ပြုံးသိရင်ပြုံးမယ်ရှိသေးရင်ရှိမယ်။အဲဟိုမှာမဲတင်လည်းမဲပေါ့နော်။ဆိုတော့ဒါမျိုးလေးတွေကပို့ပြီးအဆင်ပြေပါတယ်အဲ့လိုမျိုးအဲပြုံးမဲပြုံးနေလိုက်လို့အဆူခံရတဲ့ဟာမျိုးတွေလည်းရှိပါတယ်အဲခိုက်ခေါ်ဆိုတော့ပိုးဆိုးပါဘောနော်ခိုက်ခေါ်ဆိုလို့ရှိရင်ကျတို့မှာကဒီအဲ အရန်ကုန်မှာအနေအများနေတဲ့အဲဒီဟိုပြောရမယ်တေကန်နီးလူတွေအများကြီးရှိတယ်ဒီလိုမျိုးဖြစ်တဲ့အချိန်မှာတရားရုံးကတည်သွားရင်ဘယ်လိုလုပ်မလဲလို့ပြောတဲ့အခါမျိုးမှာကိုကထိုင်ရှိနေလို့လည်းမရပါဘူးဒီလိုမျိုးကတော့ရှစ်စရဲဖြစ်နိုင်တဲ့ဒီလိုမျိုးအဲမတင့်တော်ဖြစ်သွားနိုင်တဲ့ကိစ္စမျိုးတွေလည်းဒီကိုကဘာမှမသိပဲပြုံးနေတဲ့အခါဆိုလို့ရှိရင်ဒီလိုမျိုးအလိုမတင့်တော်ဖြစ်သွားနိုင်တဲ့ကိစ္စမျိုးတွေလည်းရှိတာဖြစ်တဲ့အတွက်ကြောင့်မို့အပြုံးကအီချီမန်ဆိုတဲ့ဟာမျိုးတော့ဂျာကတော့တိတ်ပြီးတော့မတွေးထားဘူးပေါ့နော် ဒါကတော့ကိုကိုရဲ့ခံယူချက်နဲ့ပေါ့ဗျာဒါပေမဲ့တအားအနေနဲ့ကတော့အဲ့လိုမျိုးမတွေးဘူးအကိုကစကားကိုနားလည်နေရဆိုလို့ရှိရင်အဲဂျက်ဆိုလည်းအရင်မဲတဲ့ထင်မှာမပါဘူးဗောနော်ဂျက်ဆိုချိုးတဲ့ထင်မှာပါတယ်အဲ့တော့ကကမုံမောပြောတဲ့စကားပုံမှာကကမုံမောချိုးချိုးတတာရွှင်ရွှင်လန်းလန်းလေးပေါ့နော်အဲပြုံးရောင်လေးတန်းနေပြီးတော့ဟိုကစကားပြောနိုင်နေရဆိုလို့ရှိရင်ရပါတယ်အဲတချို့ဆိုလို့ရှိရင် interview ဖြစ်တဲ့အခါကျလို့ရှိရင်ကျတော့ အရင်စိတ်လှုပ်ရှားတယ်စိတ်လှုပ်ရှားပြီးမပြုံးနိုင်တဲ့အခါမျိုးတွေရှိတယ်။လုံးမမပြုံးနိုင်တဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်လည်းကိုကအရေးချင်းရှိထားတယ်ဆိုလို့ရှိရင်ဒီကလေးကဟိုမှာအဲ့ခါမရှိလို့မယွေးသွားလို့ဆိုတဲ့ဟာမျိုးတော့ဒါမှဟုံးအောင်ပဲလို့ကြာမထင်ဘူးနော်။ဒီကလေးကအခုအချိန်မှာစိတ်လှုပ်ရှားနေလို့မပြုံးနိုင်တာဆိုတဲ့ဟာမျိုးကိုသူတို့နားလေတယ်သဘောပေါက်တာဖြစ်တဲ့အတွက်ကြောင့်မလို့အရေးချင်းရှိပြီးတဲ့လူတယောက်အနေနဲ့ဆိုလို့ရှိရင်အယွေးခံရနိုင်ပါတယ်။အဲ့ဒီအချိန်မှာမှကိုကအရေးချင်းလက်ရှိပြီးသားဖြစ်မယ်ပြီးရင်လို့ယုံကြည်မှုရှိရှိလေးလည်းပြုံးပြုံးရွှင်ရွှင်လေးနဲ့ကိုကအင်တာဗျူးဖြစ်နိုင်မယ်ဆိုလို့ရှိရင်တော့ဒါအကောင်းဆုံးပေါ့နော်။ ဒါပေမဲ့လို့အဲဘောက်ကိုအချိပန်ဆိုတဲ့ဟာမျိုးကြီးပို့တော့ကိုကအဲ့လိုမျိုးကြီးအဲခေါင်းနဲ့ရှိုက်သွင်းထားတာမျိုးတော့ကြာကမဖြစ်စေချင်ဘူးပေါ့နော်